မင်္ဂလာပါ YouTube channel လေးဖြစ်တဲ့ Linga Support Channel ကနေလေးကြိုဆိုပါရစေ။ဟုတ်ပါပါကျွန်တော်ဒီနေ့မနေ့ညကဒါ Manchester United ပွဲက4-2နဲ့အနိုင်ရရှိပြီးတော့တကယ်နဲ့တင်ကြီးချက်စီရှုံးလေးပါဘူးရှုံးတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာပဲဒီပွဲစဉ်တွေအားလုံးကျွန်တော်ပြင်မှာတင်ပေးမှာဖြစ်တယ်။မနေ့ညကတော့ရွေးချယ်ပေးမှုမှာတပွဲစဉ်ကြီးကြာသွားတော့စိတ်မကောင်းဖြစ်ရတယ်။ဒါပေမဲ့ဒီနေ့စိတ်ကောင်းပြီးတော့ကျွန်တော်ဒီဒါပြင်ပါပဲအကုန်လုံးတင်ပေးပြီး YouTube channel မှာလည်းဒီဗီဒီယိုတင်ပါဆိုတော့ YouTube channel ကိုလည်းဒါညီကိုတို့တွားပြီးတော့ subscribe လုပ်ထားကြပါဦးခင်ဗျာเนาะ YouTube channel ရတော့ပေါ့เนาะဒါ @linga support channel ပဲဖြစ်ပါတယ်ဒီ channel လေးကိုသွားပြီးတော့ကျွန်တော် YouTube လေးမှာသွားပြီး subscribe လုပ်ပေးတာပါခင်ဗျာနော်ဆိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်ထဲမှာကျွန်တော်နှစ်ပွဲပဲရွေးချယ်ပေးသွားမှာဒါရေးရဲနဲ့ဒါပြင်သစ်လေးကိုပွဲစဉ် line လေးပြဒီပွဲနှစ်ပွဲကိုတော့ mount body ဆော့လို့ရပါတယ်တည်တံ့ပေါ့နော်အဲကြောင့်အမှောင်ဆုံးဖြစ်တဲ့ပေါ့ရေးရဲနဲ့ဒီ Barcelona ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာအင်္ဂလန်ဖြစ်တဲ့ရေးရဲကနေ Barcelona ကိုယနေ့ရှေ့တွင်အရှုံးသေးဖောက်ပေးထားတယ်ကိုပေါင်းသေးလေးလုံးသေးပါပြဆုံးစားသေးပေးထားတယ်ဗျာဆိုတော့ရီယဲကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တိုင်းကိုအနိုင်ရရှိတဲ့ဆိုပေမဲ့ဘာစီလိုနာကတော့ဒါရှုံးနေရတယ်ရောနောက်ဆုံးဒီဥရောပပွဲစဉ်ဒီပွဲနှစ်ပွဲပဲအနိုင်ရရှိထားတာတွေးထားရတယ် ဒါပေမဲ့ထိတိုက်တွေ့ဆုံမှုရရှိတော့ရီးရဲလက်သားဆိုဘာစီလိုနာသားတာတယ်ဗျဒါပေမဲ့တော့ရီးရဲအင်ကမှာဘာစီလိုနာတို့ဒီဘက်နှစ်မှာရှိမြန်ကနိုင်တာကိုကတော့ကတ်နိုင်သွားပြီးတော့ကိုလေးလေးမြမဆန်တဲ့နွန်းထားတော့ရှိရဲ့တက်စစ်ပိုင်းရာကိုကြည့်မယ်ဆိုရင်တော့ရီးရဲကရုံးကန်နေရဆိုရင်ဘာစီလိုနာကလည်းရုံးကန်နေရပြန်တွေ့ရတယ်ဗျအဲ့ကြတော့အသင်းနှစ်သင်းထိတိုက်တွေ့ဆုံနေတဲ့အတိုင်းမှာဆိုရင်ရီးရဲကလည်းရှိသူဆိုရင်အရှုံးသေးပေးတာလဲကိုပေါင်းသေးကလည်းလေလုံးသွန်းပြဆုံးစားသေးပေးထားရဲဆိုတဲ့ဈေးတိုင်းမှာကျွန်တော်ကိုခံမရတာကတော့ဒီလောက်ထိတော့ပြတ်သွားမယ်လို့မထင်ဘူးဗျ မာဆီလိုနာအတွင်းမှာသာလင်ဂိုးပေါ်ဝင်ပေါ်သွားပြီးတော့ရီးရဲတစ်ဖက်တည်းအတွင်းမဲ့ဆိုရင်လည်းဒါ1-0နှစ်တက်တလောက်ပဲပြီးဆုံးသွားဖို့တော့ရှိတော့မယ်3-2ကတော့ဖြစ်နိုင်မှာမဟုတ်ဘူးအဲ့ကြောအင်ဂွင်းရှိတဲ့ရီးရဲအနေနဲ့အစဉ်စားရစရာရဲ့ပေါ်တော့ဒါနံပါတ်1မှာရဖို့အတွက်ဆိုရင်ဘာဆီလိုနာကိုဒီနေ့အနိုင်ခံပြီးတော့ဒီနံပါတ်1မှာယက်တီအောင်မယ်လို့ပဲကျွန်တော်ကတော့ခံမတွေးမြင်မိတယ်ဆက်ကြဝေယူရှယ်ပြရမယ်ဆိုရင်တော့အင်ဂွင်းဖြစ်တဲ့ဒီရေဘော်ဒီကိုရေးရေးလိုက်ပြီးဆော့စစ်ခြင်းနဲ့ပေါ့နော်ဒီရေဘော်ဒီကိုလည်း online ပဲမှာဖြစ်မြန်မာဆိုတော့ကိုယ့်ဘက်ကညရှားမဲ့စီနဲ့ပဲဒါ body စီလို့တင့်တော်စီနဲ့လိုက်ပြီးဆော့ကစားသိနေတယ်ဗျာဒီရေဘော်ဒီလေးလေးပေါ့နော် နောက်ထပ်တပွဲဖြစ်တဲ့ဒီပြင်သစ်လီကူဝင်မှာဖြစ်တဲ့ပေါ်တော့ဒါလိုင်လီနဲ့ပေါ့နော်ဒီမိတ်ပွဲစဉ်ကျွန်တော်ရွေးချယ်ပြီးမှဖြစ်တယ်ဗျလိုင်လီကတော့မိတ်ကိုကြောထားတယ်တလုံးချုံသေးကြောထားတယ်ဘော်ဒီစီကိုပေါင်းသေးကတော့တလုံးသေးဖောက်ပစ်ထားတယ်ဗျတော်တော်လေးကိုဒါစဉ်းစားကြရအချက်တွေရောက်တယ်ဆိုတော့ပြင်သစ်လီကူဝင်မှာဒါလိုင်လီကတော့နောက်ဆုံးကစားတဲ့ပွဲစဉ်မှာဥရောပပွဲစဉ်မှာရှုံးနေထားတယ်ဆိုမှဒီနေ့ပွဲစဉ်အနိုင်ပြန်သွားမှာဖြစ်တယ်မိတ်ကတော့တန်းစင်းစုံနေမှာပဲရှိတယ်ဗျရှုံးဝဲစတိုင်နဲ့ဂျုံနေထားတယ်ပေါ်ဒီတလုံးချုံနေပြလိုက်ကိုပေါင်းသုံးလုံးပြီးထားတဲ့ဈေးတိုင်းပြဆိုရင်တော့အင်ကွင်းဖြစ်တဲ့ line လေးအနေနဲ့ဒါဒီနေ့ကိုခတ်မရလကတော့ 2C31 တလောင်းနဲ့ပြီးသွားလိမ့်မယ်လို့ပဲခမန်းမိပါတယ်စက်ကြောက်ကိုဆက်လက်ရွေးချယ်ပေးရမှာဆိုရင်လည်းကျွန်တော်အင်ဂွင်းဖြစ်တဲ့အတာ lightly body ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ပွဲဖြစ်တဲ့ Leverkusen ပွဲကိုကျွန်တော်ရပါရန်ကထည့်ပေးတာဖြစ်တာဒါလည်း body တန်ဆော့ပါ Leverkusen ကတော့နေပြအပြောင်းလဲရေလုပ်ပြီးတဲ့နောက်ပိုင်းမှာ Europa ပွဲစဉ်ဖြစ်ပေါ်တော့ league ပွဲစဉ်တွေမှာအကုန်လုံးအနိုင်ရရှိထားတယ် ဒါပေမဲ့ဒီနေ့ပေါ့နော်ဒါလီဗာကူဇန်ဖရက်ဘက်ကိုကြောက်ပြထားတဲ့ policy မှာဆိုရင်ဒါရှေ့တူဆိုရင်အရှုံးစီဖောက်တယ်ကိုကနှလုံးရှုံးစီပေးထားရဒါလေးကတော့စဉ်းစားစရာဒီပါကူစင်ယုံလာနေမှာဆိုရင်တော့ဒါဖရန်ဘက်ကလည်းဒါပိတ်ဆော့တက်တဲ့အချင်းရှိရကြောင်မလို့ကိုကတော့ပြတ်တက်ကြီးပွားမလို့မထင်လို့မဲ့အင်ကွန်ဖြစ်တဲ့လီဗာကူစင်နဲ့ဒီဖရန်ဘက်တို့တွေ့ဆုံနိုင်မှာဆိုလီဗာကူစင်တားတယ်ဆိုပေမဲ့ကျွန်တော်ရဲ့ကိုခံမန်းရလကောက်လီဗာကူစင်နိုင်ရရှိသွားရင်တော့ကိုကတော့အပြတ်ကြီးမဟုတ်ဘူးဒါကြောင့်မို့ကိုခံမန်းရလက်မှာဆိုရင်လည်းဒါ 1C 1 2 2C တလောက်နဲ့ပြီးဆုံးသွားရင်တော့မှကျွန်တော်ဘက်ကရရှိမှာအထူးကြီးရှိတဲ့ကြောင်မလို့ ျွန်တော်ကဒီ Liverpool စနေဖလန်ဘတ်ပွဲစဉ်မှာဆိုရင်ကိုဘောင်းအောက်တစ်ချောင်းလည်းပဲကျွန်တော်ရွေးရှိကြည့်ပေးပါမယ်ပေါ့နော်။ကိုဘောင်းကတော့ကိုနဲ့တင့်တော်မစင်းနဲ့လိုက်ပြီးတော့စော်ကစားသိကြပါတယ်။ဒါလေး၃ပွဲလေးကိုညီကလို့အနေနဲ့ပေါ့နော်။ဒါ body defense ဆော့ရတယ်လို့မောင်းလဲတွက်ဆော့ရပါတယ်ခင်ဗျာနော်။ကံကောင်းကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။